နလင်တန်ခံခဲ့ရတဲ့အင်းလိဒေတာရှိရွာအများစု ရေအောင်နှိမ့်မြုပ်ခဲ့တာကြောင့်ကယ်ဆယ်ရေးနဲ့ရှာဖွေရေးလုပ်ငန်းတွေလှုပ်ဆောင်ရမှာနောက်နေကြကြမှုတွေဖြစ်နေပါတယ်။ဒီကြောင့်ကုစောဘွေကတင်ဆက်ထားပါတယ်။အင်းလေးဒေသမှာငလင်ကြောင့်တည်ဆုံးသူဥယျာဉ်တရားကျော်အထိရှာဖွေတွေ့ရှိထားပြီးအများစုကမိသားစုလိုက်ရေအာမှာနှင်းမြုပ်ပျောက်ဆုံးခဲ့ကြတာလို့ကုညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါဗျာ ကေဇေကြီးကကျမတို့အလောင်းနေစေထုတ်တာတို့အိမ်နေပြိုတဲ့ဟာတွေကိုအာဒီဒီအိမ်ပြိုတဲ့ဟာတွေဆယ်တာတို့စသဖြင့်မို့လीနော်ဆိုတော့အဲ့လိုမျိုးကိစ္စမျိုးကတော့ကျမတို့အခက်အခဲတွေအများကြီးရှိတယ်အာပုံမှန်တော့ဟို ဒီမျိုးပုံမှာဆိုလို့ရှိရင်တော့ဆွဲထုတ်ရတာရောဒီတိုက်ပြူတွေဖယ်ရတာရောမျိုးအဆင်ပြေတာဗျမဲ့ဒီအောက်ထက်ရနေပြီးတက်ရှင်လည်းပြန်တွေးဖို့ဆိုတာမျိုးမဖြစ်နိုင်ဘူးပေါ့လေဆိုတော့အဲ့ဒီအလောင်းတွေပျောက်နေတာရောရှာနေတာရောကကျမတို့စူးစမ်းပြီးတော့လုပ်နေစေဖြစ်တယ်ပြိုကျပြက်စီးသွားတဲ့နေအိမ်တွေကိုဆယ်ယူရှင်းလင်းရေးလုပ်ငန်းတွေလှုပ်ဆောင်ရမှာလဲဆက်ရင်နေရာကြီးတွေတုံးလို့မရတာကြောင့်လေတွေကိုပဲအသုံးပြုပြီးလုပ်နေရတယ်လို့ဆိုပါရတယ်။ ဟိုတက်ကဲဝတ်ဆောင်လို့အရာမျိုးတွေပြီးတော့မှရီကူတက်တဲ့လူကကဲဆယ်နိုင်ဖို့ဆိုတဲ့ဟာမျိုးပေါ့ဆိုတော့ဒီညမှာကကြတော့ကဲဆယ်ရေးလောက်ကူတဲ့လူအနေနဲ့အာလူဦးရေဟန်တာတွေဖြစ်တယ်ပေါ့လေဆိုတော့အဲ့ဒီပုံမှာတော့အခက်ခဲတွေရှိနေသေးတယ်ကြာဟိုဆက်လက်ပြီးတော့မှတော့ကုညီကဲဆယ်ရေးကလှုပ်ဆောင်နေတဲ့အခြေအနေဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသမှာမက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ပြီးကဲဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေရဆဲဖြစ်တယ်လို့ ကူညီကစေးလုပ်နေသူတွေက ပြောပါတယ်။ဒါအပြင်နေအလုံးရင်2883လုံးပျက်စီးသွားတာကြောင့်ငလီတန်ခံခဲ့ရတဲ့အင်းလေးဒေသခံပြည်သူတွေဟာလေပေါ်နဲ့မပျက်စီးသေးတဲ့ဖုန်ကြီးကြောင်းတွေမြေပြင်ကျယ်ရှိတဲ့နေရာတွေမှာနေနေကြရပါတယ်။ငလီတန်ခံခဲ့ရတဲ့အင်းလေးဒေသခံတွေအတွက်စားနပ်ရိက္ခာ၊ရေသန့်၊အဝတ်အထည်၊အမိုးကာအမျိုးသမီးလှစင်သုံးတဲ့ဆေးဝါးတွေအပြင် ဆိုလာမီသီးတွေလည်းအရေးပေါ်လိုအပ်နေပါတယ်။ ထိခိုက်တည်ဆုံမှုအများပြားရှိနေတဲ့အင်းလေးဒေတာမှာလက်ရှိအချိန်ထိကြီးမားတဲ့အကူအညီမရရှိသေးတာကြောင့်ဒေတာခင်ပရာဟိတအဖွဲ့တွေနဲ့လူငယ်တွေကကယ်ဆယ်ရေးလုပ်ငန်းတွေကိုကိုထူကိုထလှုပ်ဆောင်နေကြရတယ်လို့ဆိုပါရယ်